73ပန်းချောင်းသိရှင်တယ်ဆိုရဲကိုကြီးကျွန်တော်လည်းအခုလိုမျိုးပဲ73ပန်းချောင်းသိရှင်တာပေါ့ကိုရဘယ်နည်းပဲရှင်ပဲခါမှာလုပ်ပေးမယ်ဆိုတာကျွန်တော်စစ်သားသားကြီးဆိုပူပြီးတော့သိရှင်တာပေါ့ကျွန်တော်တို့ဆိုရင်30နှစ်ကွန်စဖြစ်ပြီဆိုတဲ့ရှင်တွေကကျွန်တော်တို့ဖြစ်နေဆက်တွေ့မရတာအခုဆိုကျွန်တော်တို့တစ်နှစ်ကျော်ခဲ့ပြီဗျာ ကျွန်တော်ဖေကတော့ပြောခဲ့ဘူးတယ်ဖတ်တာတဲ့စစ်သားစုကစစ်ထွက်ရင်50 50ပဲငါတားတဲ့အဖေပြောခဲ့တာကိုကျွန်တော်လက်တင်ခံပေးလို့ရပါမယ်အမေကတော့တယောက်ကြာဘယ်နည်းပြန်လွတ်လာမလဲဆိုပြီးအသွေးမျိုးနဲ့ပဲသူစောင့်နေတာတကယ်လို့လားအမေအဖေကပြန်မပါလာခဲ့ဘူးဆိုရင်ကျွန်တော်မအိပ်ရတဲ့ဘုံဘုံလေးပြီခုဆိုရင်သူ တော့ကြာအတက်ရှင်ရှိနေသေးရဲ့ဆိုမှသူအတင်းထားတာကျွန်တော်ဆိုရင်ကာမောင်မီအိမ်ပြန်လို့အမေမျက်နှာကိုရေးရေးကြီးကျွန်တော်မကြည့်ရဘူးဘာလို့လဲဆိုတော့အမေမျက်နှာမှာကျင်ရလို့ပြုံးနေတယ်အပြုံးမျိုးမရှိတော့လို့သမင်းသူလူစားဖို့အမေကိုခေါ်ရင်တော့မှနှစ်ဖေကိုတတိယလို့အမေကမိစားမယ်တဲ့ နောက်ပြီးတော့အမေရာဟင်းလေးဆက်စားကြရအောင်မေးလို့ပြောတယ်။နှစ်ပြည်လာမှပဲအမေရာဟင်းစားမယ်တဲ့။နှစ်ပြည်ကြိုက်တယ်အမေရာဟင်းအမေကခုမစားရှင်ဘူးတဲ့။သူ့မှာရင်ကဖုံးနေဆိုရမ်းမကြည့်ဘူး။အခုဆိုရင်တရင်နေသူရမ်းနားထောင်လာတယ် အတားရဲ့အမေဆုံးဆန်းပြီးပါအောင်ခူလန်ဖက်ကူရောက်ရင်လည်းဆုံးဆန်းပြီးပါအောင်လာရှုပဲရောက်ရင်လည်းဆုံးဆန်းပြီးပါအောင်အမြဲတမ်းအမိမာတယ်ဒီတရင်တတိကြတာကိုဘယ်သူမှလည်းမသိဘူးလေဗျာကျွန်တော်စစ်သားတာဒမီတွေရဲဝင်နန်းတာဒမီတွေကဒီကိစ္စကိုပို့ပြီးတော့သိရှင်မှာပေါ့တော့ဒီကျွန်တော်တို့လူတွေလည်းတော်တော်များများ တချို့ကပြန်လာနိုင်တယ်တချို့ကပြန်မလာနိုင်ဘူးဆိုရင်ဘယ်တော့တောင်ခံစားနေရကြမလဲဆိုတာကျွန်တော်တွေးတော့မတွေးချင်ဘူးဗျာဖြစ်နိုင်ရှစ်သုံးပန်းနဲ့လွတ်တဲ့ရှင်အဖေပြန်လာနိုင်ပါစေလို့အဖေပါလာပါစေလို့လည်းကျွန်တော်ဆုတောင်းပါတယ်ဘာလို့လဲဆိုတော့အမေပြုံးတာလေးမြင်ရှင်လို့အမေပြုံးရင်ကျွန်တော်ကျင်းတတ်ပြီဗျာ